တပားရဲ့စွမ်းရည်ကိုအသုံးပြုနိုင်တဲ့စွမ်းရည်ရှိခြင်းကတထေးသို့မဟုတ်ကောင်းဆောင်ရဲ့အတိကစွမ်းရည်အဆန်ရှာတဲ့နီလန်ကသုံးနည်းရှိပါတယ်ပထမတနည်းကကိုကိုကိုမတဆင်ကိုရဲ့ကြိုးစားမှုကိုရဲ့စွမ်းရည်နဲ့အသုံးပြုပြီးတော့ပတ်စံရှာရဲဒါပထမတနည်းဒုတိယတနည်းကဘာလဲဆိုတော့ပတ်စံကိုအသုံးပြုပြီးတော့ပတ်စံကိုရှာရဲပတ်စံကိုအသုံးပြုပြီးတော့ပတ်စံရှာမယ်ဆိုတော့ရင် များဖို့လိုမယ်ဥပမာ10တိန်းရှိတယ်ကိုရဲ့10တိန်းကဘယ်လောက်မှမရှိဘူးအဲ့တော့နှင်းရဲ့အရင်ကနည်းနည်းများဖို့လိုမယ်အဲ့လိုမှသာလင်လက်ပက်နိုင်မယ်အဲ့တော့အဲ့ဟာကဘယ်ပုံမှာမူတည်ရလဲဆိုတော့အရင်ပုံမှာမူတည်ပြီးတော့အရင်ကိုကြီးထွားအောင်လုပ်တဲ့နှီးတတိယနှီးရောနီကိုဖာကိုရှာတာမဟုတ်ဘူးပက်ဆန်ကိုပက်ဆန်သုံးပြီးတော့လည်းမဟုတ်ဘူးလူများကိုအသုံးပြုပြီးတော့နှစ်အတွက်ပက်ဆန်ရှာခိုင်းပြီး team တခုပြီးဆောက်လိုက်တယ်တခြားသူတစ်ပါးရဲ့အချိန်စွမ်းရည်ကိုအသုံးပြုပြီးတော့နေ့ရက်အင်ခန်းကိုဖန်တီးလိုက်တယ်ဒါတတိယတမျိုးအဲ့တော့တတိယတမျိုးကိုလာစတိုထဲထဲဝင်ဝင်တစ်ချက်ပြောရမယ်ဒုတိယတမျိုးကလာပြောဆိုအားလုံးအနေနဲ့နည်းနည်းလေးအဝေးရပြီးတော့လဲချက်ချင်းမလုံးနိုင်တဲ့တပိုင်းကြီးဖြစ်တယ်ဟုတ်တယ်နော်အာအချိန်တစ်ခုတော့စောင့်နေရမယ်ဆိုတာလဆတို့ခဏဖက်ထားလိုက်တပွင့်အခုလဆတို့ပြောသွားမယ့်အပိုင်းကပါလဲဆိုတခြားလူကိုအသုံးပြုပြီးတော့နှစ်အတွက် ပတ်စံရှာပေးခြင်းအလွယ်နည်းစွာခင်းပွဲဥပမာခုနလောက်စပြောလိုက်တဲ့ sister ဆိုရင်လောက်စပါလို့ပွန့်ပွန့်လင်းလင်းပြောတာအားလုံးကိုအုံပြုတ်ပြီးတော့ပတ်စံရှာတာထို့နည်းတူစွာဒီလိုလေလောက်စောအုံပြုတ်ဒါကြောင့်လဲဆိုတာ okay နေတစ်ချက်မိတ်ဆက်လိုက်တယ်ဘူတူတင်လောက်စတင်အဲ့တော့နေလို့ကပါလို့ငေါ်ကိုအုံချထို့နည်းတူစွာလောက်စလဲနေလို့ကိုအကူအကူတာပို့ပြီးတော့တင့်တော့တာပေါ့နေလို့ရဲ့နှက်ဝော့ နေလို့ရှမ်းရည်老师阿姑，老师也专业，老师阿姑，哎，对，你也阿达切，我也阿达切，你嘛是一行，我嘛是一行，你嘛是一行，我们是，我嘛是一行，你们是，没是哟，把路帮帮来着，天劈断，阿破劈断，阿破劈断，不想下路呀，你得要他百五斤下山么路不，路山么路不，不想下来的，哎，对，第东庙，古帕乌下，不想过东庙庙，不想下。 လူများကိုအသုံးပြုပြီးတော့ပတ်စံရှာဒီ၃နီးပယ်တနီးကလွဲကူတာလေပို့ပြီးတော့အဲ့လောက်မပင်ပန်းတာပယ်တနီးလေနံပါတ်၃တထေးသို့မဟုတ်ကောင်းဆောင်ရဲ့အရေးပါဆုံးရဲ့စွမ်းရည်ကပါစွမ်းရည်သူတပားရဲ့စွမ်းရည်ကိုအသုံးပြုနိုင်တဲ့စွမ်းရည်ရှိခြင်းကတထေးသို့မဟုတ်ကောင်းဆောင်ရဲ့အတိတ်ကစွမ်းရည်ငါဘလောက်တော်လဲငါဘလောက်လုံနိုင်တယ်ငါအိဆက်ဘလောက်ကျွမ်းလဲအာငါဘလောက်စကေးတော်လဲဘာမှမထူး ်နေတော်တာကနေတယောက်တည်းပဲနေအချိန်လဲ24နာရီပဲဒီလောက်ပဲလုံနိုင်တယ်အဲ့ရနေတခြားလူရဲ့အချိန်ကို3နိုင်တယ်ဆိုရင်ဒါမှ number 1ဒါမှချမ်းသာနိုင်မယ်တစ်ခုပဲနှစ်ခုပဲမတော်နဲ့သုံးခုစလုံးတော်တက်လဲကိုဖောက်ကိုရှာမယ်ရှာမယ်ရှာပြီးတော့အရင်မြင့်ရမယ်စုမယ်စုပြီးတော့ investment လုပ်မယ်လုပ်ပြီးတော့ income ပတ်စံကိုအသုံးပြုရောပတ်စံရှာမယ်ပြီးတော့တခြားလူတစ်ပါးရဲ့အင်အားကိုလည်းသုံးမယ်အဲ့ဆိုရင်အရှိန်ကမြင့်လာမယ်မြင့်လာမယ် ဟုတ်လားမဟုတ်လားအဲ့လိုမှညံကောင်းတဲ့လူတယောက်လို့ဒါဆိုလို့ယူဆလို့ရအောင်ပေါ့နော် first step